ဟယ်လိုအားလုံးမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ရီယယ်မက်ထရီနဲ့ကျွန်တော်ဒါလီဗာပူးတင်းတို့ရှင်ပိုင်ကစားတဲ့ချန်ပီယံစ်လီဂ်ပွဲမှာအာနီစလိုရဲ့လီဗာပူးတင်းက1-0ဆိုတဲ့ရလနဲ့ကျွန်တော်ဒါအိမ်ကွင်းမှာအနိုင်ရတယ်ဒိုမီနစ်ဆိုဘိုလူးစလိုင်းအဆိုဘိုစလိုင်းရဲ့ကျွန်တော်ဒီဖရီကစ်ကိုပေါ့နော်ကျွန်တော်အသားလေးမတင်ပေးလိုက်တာကိုကျွန်တော်ဒီအလစ်စတာဂေါင်းဖြတ်တိုင်ရင်နဲ့အဲ့ဒီအလုံးမှာတော့သူစီတန်တန်လာတာတော့မှဘာရီယက်မှမလုပ်နိုင်တော့ဘဲနဲ့ကျွန်တော်ဒီကော်တူဝါဂူးပေးလိုက်ရတယ်အဲ့ဒီလုံးနဲ့တင်း 1-0ဆိုပြီးတော့ကျွန်တော်ကလစ်ပါအူးတင်းက Real Madrid ကိုကျွန်တော်ကအနိုင်ရတယ်။ဒီဘက်ကတော်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 ကိုတော်တော်ကိုကြည့်ကောင်းကြတဲ့ပွဲပါတော်တော်ကိုကြည့်ကောင်းကြတဲ့ပွဲနှစ်သင်းစလုံးရဲ့ကျွန်တော်တို့ဘောနောတကယ်တကယ်အရေးကြီးတဲ့အချိန်ဒီမှာဆိုလို့ရှိရင်ဘာတွေလုတ်ပြနိုင်တယ်လဲဘာတွေအားနည်းနေတယ်လဲပြီးလို့ရှိရင်လက်တွေ့ဆန်ဆန်ပြိုင်ဘက်ကိုချင်းကက်တာတွေကဒါအကောင်ဆုံးဖြစ်နေသေးပဲဆိုတာကိုကျွန်တော်တို့ဒါပြသွားတယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ဒီလေဘောင်နဲ့ပတ်သက်လို့မပြောခင် Real Madrid နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင် ကျွန်တော်လက်ရှိဘောနော်ဒါ real metric ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အားလုံးလည်းသိတဲ့အတိုင်းပဲဒီ La Liga မှာဆိုလို့ရှိရင်သူတို့ညီ၅မှတ်လာမသိဘူးဖြတ်ထားတယ်ဘောနော်ညီ၅မှတ်လာမသိဘူးသူတို့ဖြတ်ထားတယ်ပွဲတွေလည်းဇက်တိုက်တီသူတို့နိုင်တယ် Champions League မှာလည်းဒီမတိုင်ခင်ရှေ့ပွဲတွေဇက်တိုက်တီဆိုသူတို့သူတို့အနိုင်ရထားတာဒါပေမဲ့အဲ့ဒီဒီမှာမှတ်မိရမယ်ဆိုရင်ကျွန်တော် ရီယယ်မက်ထရစ်ကဒီမာဆေးလ်ဒူဘာရလိုအသင်းမျိုးတွေနဲ့ပွဲတွေမှာတောင်မှရှင်ကစားဖို့အတွက်တော်တော်လေးယုံကန်ခဲ့ရတာမျိုးကိုကျွန်တော်တွေ့ထားရတယ်ပေါ့နော်။ပြည်တွင်းမှာတအားကောင်းပြနေတဲ့ပြည်ပမှာချန်ပီယံစ်လိမှာလည်းကောင်းနေဆိုပေမဲ့လို့ပေါ့နော်။တအားကိုယုံကန်ခဲ့ရတဲ့အနေအထားမျိုးတွေကျွန်တော်ရှိသွားတာ။ဆိုတော့ဒီနေ့ပွဲမှာရီယယ်မက်ထရစ်တော်တော်ကိုတိုင်ပတ်ပြီးတော့ဘာမှန်ကိုထူးထူးခြားခြားကျွန်တော်မလုပ်နိုင်ဘူး။ကာလိုအန်ချလိုဒီရဲ့လက်ထက်တုံးကနေတော့ဘာမှမတူတော့ဘူးပေါ့နော်အရာအလုံးကပြောင်းလဲသွားပြီသို့တော်လည်းပဲရီယယ်မက်ထရစ်မှာက ဘယ်လိုပြောမလဲဒီ mid block low block တွေကိုဖြည့်ဖို့နဲ့ပတ်သက်ရင်အဖြည့်မရှိတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့နေရတယ်ဆိုတော့ကျွန်တော်တို့လက်ရှိ Liverpool ရဲ့ခံစီကိုကြည့်လိုက်တဲ့အခါ number 1 Dixama တွေဟာဟိုဘယ်လိုပြောမလဲအမြင်ဘောတွေမှာလုံးဝ beast တွေပြသည်လားအမြင်ဘောတွေမှာဘလို့မရှင်လို့ရတဲ့ခံစင်မှုတွေမဟုတ်ဘူးဆိုတော့အဲ့ဒီတော့ဟိုအမြင်ဘောနဲ့ real metric ကကစားလို့မရဘူးပြည်တနာကသူတို့တိုက်စစ်မှာအမြင်ဘောဘန်တိုက်တို့ကုနာတီတို့ကိုရှင်တိုက်နိုင်မယ့်ကောင်လည်းမရှိဘူး နော်အဲ့တော့သူတို့သူတို့ရဲ့အဓိကအားသာချက်ဒီ ground ကနေတွားတာပဲ real madrid ကပြဿနာကဘာလဲဆိုတော့ liverpool team ကမလူအပ်ဘဲနဲ့ highline နေမကစားတော့ဘင်းနဲ့သူတို့အနေနဲ့ mid block ထိသူတို့ဆင်းကစားလိုက်တယ်လူအပ်ရင် low block တွေပါသူတို့ဘောနော်လှုပ်ပြီးတော့အစွန်တွေကိုလုံးဝပိတ်ထားတယ် central zone နေဆိုလို့ရှိရင်ဘာဘော progression မှာ real madrid ဘက်ကမရှိအောင်ကိုသူတို့ပိတ်ထားတာအဲ့တော့ real madrid တော့ကဘာဖြစ်သွားလဲဆိုတော့ vinicius junior တို့ kylian mbappe တို့ရဲ့အားသာချက်တွေဖြစ်တယ်ဘောနော် space တွေထဲမှာလုံးဝ attack လုပ်မယ်ပြီးရင်ကျွန်တော်တို့နေပြေးမယ်လွှားမယ်ဆိုပြီးတော့လုပ်ဖို့အတွက် space တွေမရှိတော့ပြေးစရာနေရာမရှိတော့ဘူးဗျာဒါအပြင်အဲ့ဒီကစားမတွေစီကိုပေးမယ်လောင်းပါစအရန်ကောင်းတဲ့ကစားမတွေ killer pass ပေးနိုင်တဲ့ bellingham တို့ articular တို့ကစားမတွေအတွက်လည်းလုတ်ွက်တွေပျောက်သွားရောဖိုးကောင်းကြီးပြေးစရာမရှိမှတော့သူတို့မှာပေးစရာမရှိတော့ဘူးအော်ဖြစ်ရင်ကဆိုအဲ့တော့လေဘာဦးတင်နေတဲ့ဘာတော့ highlight နေကစားတဲ့ဘာညာဆိုရင်တော့ real matrix စိတ်ကြိုက်ဖြစ်ကောင်းဖြစ်သွားနိုင်ပြီဘာလို့လဲဆိုတော့ ကူနာဒီတို့ဗန်တိုက်တို့ဆိုတာမျိုးကအတိုင်းအတာတစ်ခုကြီးမြန်နှုံးရှိနေစေဆိုပေမဲ့ဘာပီတို့ဘီနီတို့ကိုတော့ကြော်ပြေးလို့မရဘူးအဲ့ဒါကြောင့်ပေါ့နော်လီဗာပူးသင်းရဲ့ဒီပွဲပြိုင်ဘက်ကိုချင်းခဲ့တဲ့ defensive ပုံစံကပွဲကိုတော်တော်ကိုအပြောင်းလဲလုပ်သွားတယ်လို့ကျွန်တော်ပြောရမယ်အဲ့ဒါကြောင့် Real Madrid ရဲ့တိုက်စစ်မှာ Vinicius Junior တို့နော် Bellingham တို့ပြီးလို့ရှိရင်ဘာပီတို့အတွက်ပေါ့နော် Bellingham ကိုကျွန်တော်အလုံးမဖြစ်ခဲ့ဘူးသူတို့အားသာတယ်ဆိုတဲ့အရာတွေဘာမှန်ကိုကျွန်တော်အနေနဲ့ပေါ့နော်အသုံးချလို့ကျွန်တော်မရဘူးဆိုတော့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့လည်း လောလောဆယ်ဒီပွဲအတော်အတွင်းမှာဆိုလို့ရှိရင်ဘာမှန်းကျွန်တော်အနေနဲ့အလွန်ဆိုစည်းကမတွေ့ခဲ့ရဘူးပေါ့နော်။သူ့အနေနဲ့ tight space ဒီမှာကောင်းပါနေဆိုတဲ့ Rodrigo ကိုကျွန်တော်ထည့်တယ်။ပြည်ထနာက Rodrigo တို့ဘာလို့အနေနဲ့လဲအထဲကိုဝင်ချိန်မရဘူး။ Aragula တို့အနေနဲ့လဲဘာမှန်းကိုကျွန်တော်လှုပ်ချိန်မရဘူး။ဘာလို့လဲဆိုတော့သူဒီကောင်ရဲ့အကြိုက်ဆုံးဒီ midfield zone ဒီမှာဆိုလို့ရှိရင် Liverpool ကစားမားရဲ့ဘက်ကအကုန်ပိတ်ထားတာ။အဲဒါကြောင့် Real Madrid အတွက်ပေါ့နော်ဒီပွဲဟာလုတ်ပိုင်ခွင့်ကတော်တော်ကိုတိုင်ပက်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်။အဲဒါကြောင့်မယ့် ရီယယ်မက်ထရစ်အားသာတယ်ဆိုတဲ့အရာတွေအသုံးမချနိုင်တော့ဘူးလီဗာပူးသင်းရဲ့ခံစီကိုဘယ်လိုမှဒုက္ခမပေးနိုင်တော့ဘဲနဲ့ဒီပွဲကကျွန်တော်နေပါတော့ရီယယ်မက်ထရစ်က9ချိန်9ဘောက်ခံရင်2ချိန်ပဲ9ဘောက်တိတ်ခဲ့ရတယ်အဲ့ဒီအလုံးတွေကလည်းဘာအန်ဒီယမက်မရှိခဲ့တဲ့အလုံးတွေကျွန်တော်ဖြစ်သွားပြီးတော့ဝမ်းစီဆိုတဲ့ရတဲ့နဲ့သူတို့ရှုံးနေဒါတော့မှသူတို့အနေနဲ့တော်တော်လေးကံကောင်းနေဘာလို့လဲဆိုတော့ရီယယ်မက်ထရစ်အနေနဲ့လီဗာပူးသင်းရဲ့ဒရက်ဆက်ကံမှုတွေကိုသူတို့ခံရတာကော်ဒူဝါအနေနဲ့တောက်လျှောက်ကောင်းခဲ့လို့သာနော်တောက်လျှောက်ကောင်းခဲ့လို့သာမင်းတော်တော်လေးကိုတက်တာခံရခဲ့တယ်လို့ကျွန်တော်ပြောရမယ် ဗန်တိုက်ရဲ့ခေါင်းတိုက်တဲ့ချဲတို့လား AKTK ရဲ့ခေါင်းတိုက်တဲ့ချဲတို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲကိုရီကိုရီကပိုးရဲ့နောက်ဆုံးပွဲပြီးခင်ကြီးကတလုံးတို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဆူဘူဒလန်ရဲ့ area ပေါက်ထဲမှာ Florian VS ပြီးလိုက်တဲ့လုံဂိုးသမန်းနဲ့တယောက်ချင်းကန်နေအလုံးတို့နော်ဒီလိုအလုံးမျိုးတွေကိုကျွန်တော်ကြည့်ရင်လုံဝကိုကော်တိုဝါကမယုံနိုင်စရာအံ့အားသင့်စရာကောင်းတဲ့ကာကွယ်မှုတွေသူလုပ်ခဲ့တာဗျလီဗာပူးကဒီဘက်မှာဂိုးပေါက်ကွန်တူ15ချိန်ရှိရဲ့10ချိန်ဂိုးပေါက်တဲ့ เนาะလေပေါအသင်းကစားမတွေညံ့လို့ဆိုတာတဲ့ကိုတိုဝါကြီးကောင်းနေလို့သာဘိုးကတကိုးထံမပူခဲ့တာဗောနော်အဲဆိုတော့လေပေါဘက်ကိုကျွန်တော်ကြည့်ရင်တော့ဒီလေပေါအသင်းပြည်သက်တွေဆိုလို့ရှင်တော့ကောင်းကောင်းတိကြမယ်ဗောနော်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်ဒါကြောင့်ရှုံးနေဆိုတဲ့နေရာမှာဗျာဟိုရှုံးရတဲ့အကြောင်းရင်းတွေကျွန်တော်ရှိတယ်ဗောနော်အသင်းတသင်းရမကောင်းလို့ရုတ်တရက်တစ်ခါတလေမှထရှုံးနေပုံစံမျိုးကျွန်တော်မဟုတ်ဘူးလေပေါအသင်းအနေနဲ့ပရီးမီးယားလိမှာ၄ဘွယ်စတက်တွေဘာတွေကျွန်တော်ရှုံးနေချန်ပီယံစ်လိမှာကျွန်တော်ရှုံးပွဲတွေကြုံနေဒါတွေကိုကျွန်တော်ကြည့်ရင်ဘာတွေမြင်ရလဲဆိုတော့ ဒီပေါ့တင်ဟာ pressing သွားခြင်းနဲ့ pressing သွားခြင်းနဲ့ဒါပေမဲ့ cancel line ကိုလည်းသူတို့ကအရင်ကြီးလိုက်ပြီးတော့လိုက်တာမျိုးမလိုချင်ဘူး pressing သွားတဲ့နေရာမှာလည်းတိုက်စစ်မှာသူတို့၄နှစ်၃နှစ်နဲ့ဆော့တယ်ဆိုတိုက်စစ်မှုတယောက်တည်းသွားလို့မရဘူးတောင်ပန်ကစားမ၃အောင်နဲ့၂အောင်နဲ့ပေါ့နော် တိုက်စစ်နဲ့၃အောင်ထဲကျွန်တော်သွားလို့မရဘူးအဲ့တော့ဘာလို့လိုက်လဲဆိုတော့ကွင်းလေ line ကကျွန်တော်လိုက်ပေးရတယ် number 10ကိုကစားမကလိုက်ပေးရတယ်အဲ့တော့ကျွန်တော်တို့လေပါဦးသိရဲ့ပထမဆုံး first line pressing ကိုအတင်းတင်းကဖြည့်နိုင်ပြီဆိုရင်ကွင်းလေမှာ၂ယောက်ပဲရှိတယ် အဲ့ဒီကွင်းလေနှစ်ယောက်ရဲ့ line ကိုထက်ပြနေပြီဆိုကွင်းလေနှစ်ယောက်နဲ့လေဘာဝုဒင်းရဲ့ခန်းစစ်စားမားတွေခန်းစစ်တလိုင်းလုံးရဲ့ကြားထဲမှာ space ကအကျယ်ကြီးပဲအဲ့ဒီလူတွေကနေပြီးတော့လေဘာဝုဒင်းကိုပြိုင်ဘက်တွေကဒုက္ခပေးကြတာပဲအဲ့လူတွေကနေဒုက္ခပေးကြတာပဲနော်အဲ့လူဒုက္ခပေးကြတယ်ဆိုတော့လေဘာဝုဒင်းကအဲ့ဒါကိုဖြည့်ရှင်းမှုလူနေတာဗျာပြီးရင်ကျတော့လေဘာဝုဒင်းမှာကစန်တာဘက်နှစ်ယောက်ထဲမှာဗန်ဒိုက်တောင်းမှာပေါ့နော်အမြဲတမ်းဒီပါအာကူလို့ရပြီမဲ့ကူနာဒိဆိုလို့ရှိရင်အမြင်ဘောတွေဘာတွေမှာအမြဲတမ်းအာကူလို့ကျွန်တော်မရဘူးဗန်ဒိုက်တယောက်လောက်ပဲပြည်သနာကဗန်ဒိုက်တိုက်လိုက်တဲ့ဘောလုံးကို ပြန်ကြလာတဲ့ကစကန်ဘောတွေဘယ်သူထောက်မှလဲပေါ့ဒါကကျွန်တော်ရှိသေးတယ်အဲ့တော့ဟိုလီဗာပူးအသင်းနေနဲ့အမြင်ပေါ်ကောင်းပါတယ်ဆိုတဲ့အသင်းနေနဲ့ဆိုလို့ရှိရင်နယ်လီယုံကန်တယ်သူတို့မှာအေရီယယ်ဂျူစ်မွန်စတာကြီးရှိတော် level ပေါ့အဲ့တော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ရီယယ်မထရစ်မှာအဲ့လိုအားနည်းချက်တွေရှိတယ်ရှစ်ပွဲဒီမှာဒါပေမဲ့လက်ရှိရီယယ်မထရစ်က sorry လီဗာပူးအသင်းမှာအဲ့လိုအားနည်းချက်တွေရှိတယ်ဒါပေမဲ့လို့ရီယယ်မထရစ်မှာကလီဗာပူးအသင်းအားနည်းချက်နဲ့ကြိုက်တဲ့အားသာချက်တွေသူတို့ရှိမိတယ် အာနီစလော့ရဲ့ကောင်းတာတစ်ခုကခုနကပြောလိုပဲသူဒီပွဲမှာပြိုင်မဲ့ကို defensive ပိုင်းရာချင်းခဲ့တဲ့ပုံစံပေါ့နော်ခုနကပြောလိုပဲ real metric ကကစားမတွေက space တွေကြိုက်တယ်နေရာလွတ်တွေတအားသဘောကျတယ်ဘောလုံးရပြီဆိုရင်သူတို့ပေါ့နော် time and space ကိုသူတို့လူချင်းတယ်တောင်ပန်ကစားမတွေစီကနေပြီးတော့တယောက်ချင်းတယောက် ability ကိုသူအားကိုးတယ်ပြဿနာကဒီပွဲမှာ corner bradley က vinicius junior ကိုထိန်းသွားတာလမ်းပြန်နေတာပဲဒီနေ့ပွဲမှာတော်တော်ကိုကောင်းတာကျွန်တော်ကတော့ပေါ့နော် ဒီနေ့ဘွဲမှာ man of the match နှစ်သင်းလုံးဘက်ကကျွန်တော်တို့ကြည့် man of the match ဝီချေတရာနှစ်ယောက်ပဲရှိတယ်နံပါတ်1က Cordova နဲ့နံပါတ်2က Corner Bradley ပဲဒီပါဦးသင်းကနိုင်သွားတယ်ဆိုတဲ့အခါကျတော့ Channing Sama ရချင်းရမှာပေါ့လေဒါပေမဲ့လို့ဘောနော် Cordova ရဲ့ပုတ်ချက်တွေကတအားကိုကောင်းတာနော်ဒါအပြင်ကျွန်တော်တို့နေ Corner Bradley ရဲ့ဒီနေ့ဘွဲကလည်းတတော်ကိုကောင်းတဲ့ performance တွေ Vinicius Junior တို့ဘာမှကိုမလုံနိုင်ဘူးတကယ်ပြတော့ physical ဘိုင်းအရာကောမြန်နှုံးဘိုင်းအရာကော defensive ကျွဲဘိုင်းအရာကောတအားကိုကောင်းပြခဲ့တာ Bradley က ော်ကျွန်တော်မှတ်မိသေးတယ်ပြီးခဲ့တဲ့နှစ်ကလာလေဘောက်တင်းနဲ့ချိန်မှန်ကစားတော့ကလည်းရီယယ်မက်ထရစ်တိုင်ပတ်တယ်နော်ဆိုတော့အဲ့ညာချမ်းမှာဘာဘီရူဘာရူကိုပရက်ဒီလီထိမ့်ပြသွားတာကောင်းမှန်ကောင်းကောင်းမှန်ကောင်းအဲ့ဒါကြောင့်ပေါ့နော်ဟိုဘယ်လိုပြောမလဲဒီပြန်ကြည့်ရင်ပေါ့နော်ဒီပွဲမှာလေဘောက်တင်းဘက်ကိုရီယယ်မက်ထရစ်ကဘာမှန်ကိုကောင်းကောင်းမလုနိုင်ခဲ့တာဘာမှန်ကိုမလုနိုင်ခဲ့တာဘာမှန်ကိုမလုနိုင်တာပြီးရင်ကျွန်တော်တို့ ဒီဒီပွဲကဗောနောအာနီစလော့ကိုလေကျွန်တော်တော်တော်လေးချီးကျူးဝမ်းမဲ့တယ်မှာပါတယ်အာနီစလော့ကရှေ့ပွဲတွေမှာအဲ့လိုကွင်းလေဟာကွက်ကြီးတွေရှိနေတာကိုသူတိုက်စစ်လိုင်းကြီးကိုသူပြန်ဆွဲချလိုက်တာတိုက်စစ်လိုင်းကိုပြန်ဆွဲချတယ်ပြီးရင်ကိုကွင်းလေလိုင်းကိုပြန်ဆွဲချတယ်ကွင်းလေလိုင်းနဲ့ခန်စစ်လိုင်းအတက်နိုင်ဆုံးအနီးဆုံးထားတယ်ကွင်းလေလိုင်းနဲ့တိုက်စစ်လိုင်းကိုလည်းအနီးဆုံးပြန်ထားလိုက်တော့သူတို့အနေနဲ့ mid block တွေဖြစ်သွားမယ် low block တွေဖြစ်သွားမယ်ဒါပေမဲ့လည်းလို့ဗောနောဂျားထဲမှာဟာကွက်တွေမရှိတော့ဘူးအဲ့တော့ real madrid ရဲ့ဘက်ကကွင်းလေတဝက်ကိုကြိုပြီးတော့ဘောလုံးကင်ကစားတာတွေရှိမယ် သူတို့နေရာလွတ်တည် chance creation ကြီးမရှိတဲ့အခါပြီးရင် real madrid မှာက risks you မဲ့ကစားမကတအားရှားတယ် re parks risk parks တိပြီးမဲ့ကစားမကတအားရှားတယ်နော် center forward စစ်စစ်မျိုးကလည်းမရှိတဲ့အခါကျတော့ barbie တို့လိုဘောလုံးထိချက်မြင်းများနဲ့ dribbling လုပ်ပြီးတော့ကန်အနိုင်မျိုးကြိုက်ကြတယ်ဆိုတော့ blue man ကို real ဘက်ကအားသာချက်ဆိုတော့မရှိခဲ့ပဲနဲ့အကုန်အခက်တွေ့ရတာအဲကြောင့်အာနီစတိုရဲ့ဒီပွဲကိုချင်းကက်ခဲ့တဲ့ပုံစံကတော်တော်လေးကိုထိရောက်ခဲ့တယ်လို့ပြောရမှာပေါ့နော်။ဟို1စီးဆိုတဲ့ရလကပွဲရဲ့အချိန်ကြီးအမှန်ကိုမပြပါဘူး။ဘာကြောင့်လဲဆိုတော့2စီး3စီးလောက်ထိဖြစ်ခဲ့တဲ့လို့ပဲ။ရီယယ်မက်ထရစ်နဲ့ အလွန်ဆိုအတွက်တော့မစ်ဘလော့လိုဘလော့ကစားတဲ့အသင်းတွေနဲ့ဆိုရင်ပေါ့နော်သူတို့ဘလို့ဖြည့်ချင်းချက်တွေလုပ်မလဲဆိုတာဒီအများကြီးလိုသေးတယ်ရီယယ်မထွက်လေပါဦးတင်အတွက်တော့ရှုံးပွဲတွေတခြားကြုံနေရပြီးတော့အရာအလုံးဖိအားအောင်ရောက်နေတဲ့အချိန်မှာပရီးမီးယားလိနဲ့ကျွန်တော်သားလည်းရှိ Champions League ဒီမှာနိုင်ပွဲတွေစက်တိုက်တွေပြန်ရပြီးတော့ပေါ့နော်တကယ်အကောင်းဆုံးပြန်လုပ်ပြထားတယ်ညီကလေးနေတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်